တရွာလုံးရဲ့အသက်ကိုကယ်ပေးခဲ့လို့မန္တလေးတကြောမှာနာမည်ကြီးနေတဲ့မဟာရွှေသိမ့်တော်မြတ်စွာဘုရားကြီး။ဒါကတော့ဘုရားတကုနဲ့ကျေးရွာတကုလုံးအသက်ရှင်ခဲ့လို့မန္တလေးတကြောမှာနာမည်ကြီးနေခဲ့တဲ့မဟာရွှေသိမ့်တော်မြတ်စွာဘုရားကြီးပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကြောက်စရဲခရိုင်ကြောက်စရဲမြို့ရဲ့မြောက်ဘက်နှမိုင်ခန့်အကွာတင်တောင်းကျေးရွာမှာတည်ရှိတဲ့မဟာရွှေသိမ့်တော်ဘုရားဆိုတာငကိုတဲကနည်းနည်းရရမဟုတ်ပဲအရှင်အရဟံရဲ့လမ်းပြမှုနဲ့အနောထာကိုတိုင်တည်ထားခဲ့တဲ့တမိုင်းဝင်တကူကြီးဘုရားတဆူဖြစ်ပါတယ်။ ။တမိုင်းတခြားမှာလည်းရွှေသိန်းတော်ရဲ့တကိုးကြီးမူဟာအောချလောက်ရတဲ့အထီးကိုပေါ်လွင်ခဲ့ပြီးအခြားအရက်ဒေသမှာရှိတဲ့လူတော်တော်များများဟာမိုးကြိုးပြစ်ပါစေ၊မွေကြိုက်ပါစေ၊သွေးပွက်ပွက်အံပါစေ၊ကားတိုက်ပါစေလို့ကြိမ်ဆိုတတ်ကြပေမဲ့ဒီအရက်ဒေသမှာရှိတဲ့လူတွေကတော့ရွှေသိန်းတော်စူးပါစေလို့ကြိမ်ဆိုတတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ရွှေသိန်းတော်ဖျားဟာတစ္ဆာအဋိဌံလိုက်တာနဲ့သွေးထွက်အောင်မှန်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဟိုးရင်ခေတ်တွေကလေးကကြောက်စက်တလွားမှာအမှုခင်းများဖြစ်ခဲ့ရင်တရားရုံးကိုသွားပြီးတရားပြိုင်တာမျိုးမလုပ်ကြပဲရွှေသိန်းတော်ဖျားမှာတင်တစ္ဆာကျင်းစုပွဲလုပ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းကိုရှေးသိမ့်တော်ဝင်တယ်လို့ခေါ်ပြီးအဋိဒံပြုရမှာဖျောင်းနိုင်ဒါမှမဟုတ်ပန်းတပွင့်သာလိုပါတယ်။ဒီချက်အကုန်ကြခံနိုင်ရင်တော့ကတော်ပွဲတစ်ခုသာလိုပါတယ်။ဆွဆွဲခံရတဲ့တရက်ခန့်တရက်လိုနှစ်ယောက်စလုံးဟာမြောက်ဘက်ဇောင်းတန်းကသာလျင်ဝင်ကြရပြီးတခြားလူများကတော့တောင်ဘက်ဇောင်းတန်းကဝင်ရောက်ရပါတယ်။တရက်ခန့်တရက်လိုနှစ်ဦးတရားပြန်ရာတွင်ပထမဦးစွာဂောဘကအဖွဲ့သို့သွားပြီးတော့အမှုကိုတင်ပြကြရပါတယ်။အဲ့ဒီလိုတင်ပြပြီးနောက်အမှုမှာပါဝင်တဲ့သူအလုံးဟာငါးပါးတိလကိုအရင်ခံယူရပြီးအဲ့ဒီနောက်မှာတော့တစ္ဆာဆိုအဋိဌံပြုကြရပါတယ်။ အဒီကမမကန်တဲ့သူဘက်ကဖျောင်းနိုင်ငိမ့်သွားခြင်းမျိုးပန်းမှာချက်ချင်းညှိုးသွားခြင်းမျိုးစတဲ့ပြည့်ရဲ့ဆံများဖြစ်ပေါ်လာတတ်ပါတယ်။ပြောရရင်မဟာရွှေသိမ့်တော်ဘုရားကြီးကဟိုးရခင်မင်းတွေလက်ထက်ကလေးကပြောမကုန်အောင်တကိုးကြည့်တာဖြစ်ပါတယ်။ဒါတင်မကသေးပဲပြီးခဲ့တဲ့မတ်လ28ရက်နေ့တုန်းကငလင်ကြီးလောက်ကတ်တော်လဲမန္တလေးနယ်တစ်ခုလုံးရစရာမရှိတာတောင်မဟာရွှေသိမ့်တော်မြက်စွာဘုရားကြီးကတော့အရာတစ်ချက်တောင်မထားခဲ့ပါဘူး။ဒါပြင်အခုဆက်ပြောပြသွားမယ်ကြေးရွာတစ်ခုလုံးရဲ့အသက်ကိုတကိုးတော်နဲ့ကဲတင်လိုက်ပုံကလည်းပို့ပြီးတော့တောင်ချက်သိမ်းထားဖို့ကောင်းပါသေးတယ်။ ီးခဲ့တဲ့နှစ်များစီကလည်းမဟာရွှေသိမ်းတော်နဲ့မလံမကန်ကြေးရွာတစ်ခုမှာမိုးကြယောဂါလို့ရက်ခေါ်တဲ့ကုသယောဂါတစ်ခုထားလို့လူတွေအလုံးမျက်စိရှိမှတင်တဖြုတ်ဖြုတ်တည်ကုန်ကြရပါတယ်။စေပညာအသည့်နေပါတဲ့ရွာသူရွာသားတွေလည်းကြောက်လွန်းလို့ရွာထဲမှာတောင်မနေရတော့ပဲရွာပြင်ကွင်းကျယ်ကြီးမှာဇရက်တွေထိုးပြီးကတ်ကွက်ခွာနေရပါတယ်။လူတီတွေကလည်းအဆက်မပြတ်ပေါ်နေပြီးအလုံးကြီးလန့်စားစားနေရချိန်မှာရွာရဲ့တကြီးအားသူစမ်းတဲ့ရွှေသိမ်းတော်အိမ်မက်ကြီးကိုမြင်မှတ်ခဲ့ပါတယ်။ ိမ်မက်ထဲမှာတော့အယောင်အဝါလင်းလက်နေတဲ့ပုံကိုတူကရွှေသိမ်းတော်ဘုရားကိုမွမ်းမံပြီးအဋိဌံပြုလိုက်ရင်ကယောဂဆိုးကြီးကနေကင်းဝေးမှာဖြစ်ကြောင်းအပြုံးနဲ့သတိပေးစကားဆိုခဲ့ပါတယ်။ဒါကြောင့်ကုသယောဂဘေးကိုကြောက်တဲ့တရွာလုံးလဲရွှေသိမ်းတော်ဘုရားမှညှက်တွားခါရရင်အဋိဌံလဲဝင်ဘုရားလဲပြင်နေကြိုးပမ်းလိုက်တာတပတ်မပြည့်ခင်မှာပဲအသေးအပြောက်မရှိသလောက်နေသွားပြီးတလားမကြခင်မှာပဲအပြည့်အစည်းလုံးဝမရှိတော့ပဲကျမ်းမာရရောက်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ပြိသက်ကြီးတို့လည်းကယောဂအပေါင်းမှကင်းဝေးတဲ့မဟာရွှေသိမ်းတော်ဘုရားကြီးတသက်မှာတစ်ခါရောက်သွားဖို့ကြပါလို့အမှားပါရင်ဘုရားကြီးကိုလူတိုင်းကြည်ညိုနိုင်အောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ခဲ့ကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်လည်းအခုလိုထူးဆန်းတဲ့အကြောင်းအရာတွေဘ ഹു တုဒရဇာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းနောက်ထပ်အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်